င်္ဂလာပါအသင်းတော်သခင်ယေရှုခရစ်တော်ရဲ့နာမတော်မြတ်၌နှုတ်ခွန်းဆက်တာပါတယ်ဒီနေ့ဟာဒီဇင်ဘာလရဲ့ပထမဆုံးရက်ဖြစ်ပါတယ်ခရစ်မတ်လကိုကျွန်တော်တို့စတင်ဝင်ရောက်လာပါပြီလူအများစုကခရစ်မတ်လို့ပြောလိုက်ရင်ဓမ္မတိကျမ်းကိုပဲပြင်းမြင်တတ်ကြတယ်ဘယ်လီမျိုးကနော့စကွတ်ကိုပဲမြင်အောင်တတ်ကြတယ်ဒါပေမဲ့မိတ်ဆွေခရစ်မတ်ဟာဓမ္မတိကျမ်းမှာစတင်ခဲ့တာမဟုတ်ပါဘူးခရစ်မတ်ဟာကဘာဦးကျမ်းကလေးကဘုရားသခင်စီစဉ်ထားတဲ့ မဟာစီမံကိန်းကြီးဖြစ်ပါတယ်ဒီနေ့မနေ့မှာခွန်အားယူမဲ့နှုတ်ကပတော်ကတော့ကဘာဦးကလေးကစီစဉ်ထားသောကယ်တင်ရှင်ဆိုတဲ့ကောင်းစဉ်ဖြစ်ပါတယ်လူသားတွေအပြစ်ထဲကြဆင်းပြီးမျောလင့်ချက်မဲ့နေတဲ့အချိန်ဘုရားသခင်ကလက်ပိုက်ကြည့်မနေခဲ့ပါဘူးချက်ချင်းဆိုသလိုကဲတင်မဲ့သူကိုစေလွတ်ဖို့ဂရုပေးခဲ့တယ်။အဲ့ဒီဂရုတော်ကဒီကနေ့တင်တဲ့ကျွန်ုပ်အတွက်ဘလောက်အရေးကြီးသလဲဆိုတာဒီနေ့ကျွန်တော်တို့ကြည့်ကြရအောင်။ ကပောက်ချံခန်းကြီး၃ကိုပြန်ကြည့်မယ်ဆိုရင်အာဒမ်နဲ့အီဝဟာစာရန်ရဲ့လှည့်ဖြားမှုကိုခံလိုက်ရတယ်။ဖယားသခင်စကားကိုနားမထောင်ဘဲအပြစ်လုပ်လိုက်တယ်။အဲ့ဒီအချိန်မှာဘာဖြစ်သွားသလဲ။ဖယားသခင်နဲ့လူအကြားမှာအကြီးမားဆုံးအကွဲကြောင်းကြီးဖြစ်သွားတယ်။ကြောက်ရွံ့ခြင်းတွေဝင်လာတယ်၊ရှက်ကြောက်ခြင်းတွေဝင်လာတယ်။စာရန်ကထင်ခဲ့မှာပဲငာနိုင်ပြီ။ဖယားသခင်ရဲ့လက်ရာတော့ လူသားကိုငါဖျက်ဆီးနိုင်ပြီလို့ထင်ခဲ့မှာပဲဒါပေမဲ့မိษွေ ကျွန်တော်တို့ကိုးကွယ်တဲ့ဘုရားသခင်ဟာအခြေအနေတွေပျက်စီးသွားမှကြံရမရဖြစ်တဲ့ဘုရားသခင်မဟုတ်ဘူးဘုရားသခင်ရှိမှာ plan B ဆိုတဲ့အရန်အစီအစဉ်ဆိုတာမရှိဘူး။ဖျားသခင်မှာအမြဲတမ်း plan A ပဲရှိပါတယ်။လူသားတွေအပြစ်လုပ်တဲ့ထိုအချိန်ထိုနေရာမှာပဲဖျားသခင်ကကယ်တင်ရှင်ကြွလာမယ့်အကြောင်းကိုကြီးညာခဲ့တယ်။တမန်ကျမ်းစာကိုဖတ်ကြည့်အောင်။ကပောက်ကျမ်းခန်းကြီးတော့အငယ်15ထဲမှာတင်နဲ့မိမကို၎င်းတင်ဤအမျိုးနွယ်နဲ့မိမဤအမျိုးနွယ်ကို၎င်းငါသည်ရန်ညိုးဖွဲ့စီမည်။သူသည်တင်ဤခေါင်းကိုချိတ်လိုက်မည်။တင်သည်သူဤဖနောက်ကိုချိတ်လိုက်မည်ဟုမိန့်တော်မူ ဒီကျမ်းပိုက်ဟာတမန်ကျမ်းစာရဲ့ပထမဆုံးဧဝံဂေလိတရားဖြစ်ပါတယ်ဒီကျမ်းပိုက်မှာထူခြားတဲ့စကားလုံးတစ်ခုရှိတယ်မိမအမျိုးနွယ်ဆိုတဲ့စကားလုံးမှာပုံမှန်အားဖြင့်ဂျူးလူမျိုးတွေရဲ့အစဉ်လာအယအမျိုးနွယ်ကိုရေတွက်ရင်ယောက်ျားဤအမျိုးနွယ်လို့သုံးလေးရှိတယ်ဒါပေမဲ့ဒီနေရာမှာဘုရားသခင်ကဘာကြောင့်မိမဤအမျိုးနွယ်လို့သုံးခဲ့တယ်လဲ ဒါဟာအပြိုကညာမမွေးဖွားခြင်းကိုကဘာဥကရေကနမိတ်ပြနေတာဖြစ်ပါတယ်။ယောက်ျားတုတ်မပါပဲတန်ရှင်သောဝိညာဉ်တော်တကိုးနဲ့ပရိသေယူမဲ့သခင်ယေရှုခရစ်တော်ကိုညွန်ပြနေတာဖြစ်ပါတယ်။ဟေရှာယနာဂတိချံခန်းကြီး9အငယ်14ကိုကြည့်တဲ့အခါမှာကြီးစုလောအပြိုကညာသည်ပရိသေဆွဲယူ၍တားယောက်ျားကိုဖွားမြင်လိမ့်မည်လို့ပြန်ပြီးအတီးပြုတ်ထားတယ်။ ချစ်တော်မိတ်ဆွေသခင်ယေရှုခရစ်တော်ဟာလူသားတွေရဲ့သွေးသားဆန္ဒအရမွေးဖွားလာတာမဟုတ်ဘူး။ဖျားသခင် ကိုယ်တိုင်ပြင်ဆင်တဲ့ကောင်းကင်အစီအစဉ်နဲ့ဒီလောကကြီးကို ဝင်ရောက်လာတာဖြစ်ပါတယ်။ဒီကြမ်းချက်ရဲ့ဒုတိယအပိုင်းကိုကြည့်ပါ။သူသည် ်သင်ဤခေါင်းကိုချိတ်လိုက်မည်သင်သည်သူဤဖနောက်ကိုချိတ်လိုက်မည်ဆိုတဲ့အချက်ဖြစ်ပါတယ်ဒီအရာကကာရဏီကုန်းတောင်ပေါ်ကတိုက်ပွဲကိုပြနေတာပါ စာရန်ကသခင်ယေရှုရဲ့ဖနောက်ကိုချိတ်ခဲ့တယ်ဆိုလိုတာကသခင်ယေရှုကိုလက်ဝါးကတိုင်မှာရိုက်တက်လိုက်ခြင်းအဖြစ်သူနိုင်ပြီလို့ထင်ခဲ့တယ်။ဖနောက်ကိုအကိုက်ခံရတာနာကျင်ပါတယ်၊သွေးထွက်ပါတယ်။သခင်ယေရှုခရစ်တော်အလွန်နာကျင်စွာခံစားခဲ့ရတယ် ဒါပေမဲ့စာတန်မတိလိုက်တာကဖနောက်ကိုကြိုက်လိုက်တဲ့အချိန်မှာပဲသခင်ယေရှုခရစ်တော်ရဲ့ခြေတော်ကစာတန်ရဲ့ကောင်းကိုနင်းချလိုက်ပြီဆိုတာပါပဲ။ခေါင်းချီသွားရင်အသက်မရှိတော့ပါဘူး။အစိတ်မရှိတော့ပါဘူး။ခရစ်စမတ်ဟာကလေးငယ်လေးမွေးလာတဲ့ပွဲတသက်မဟုတ်ပါဘူး။ခရစ်စမတ်ဟာစာတန်ရဲ့ခေါင်းကိုချိတ်မဲ့ဘယင်ကြွလာတဲ့ပွဲဖြစ်ပါတခင်ယေရှုခရစ်တော်လောကထဲရောက်လာခြင်းကသင်အသက်တာကိုနှောက်ယှက်နေတဲ့စာတန်ရဲ့အလုံမှန်သမျှ ကျင့်ခြင်းမှန်သမျှယောဂမှန်သမျှရဲ့ခေါင်းကိုကြိတ်ချေဖြစ်စည်းဖို့ဖြစ်ပါတယ်။ဒါကြောင့်ဒီစင်မှာတရက်နေ့မှာကျွန်တော်ခွန်အားပေးခြင်း ਨੇ တင်းရဲ့ကေတင်ရှင်ဟာမတော်တဆပေါ်လာသူ မဟုတ်ဘူး။ကဘာမတီးခင်ကလေးကတင့်ကိုကေတင်ဖို့တင့်ရန်သူစာရန်ကိုခြေမုံဖို့ဘုရားသခင်စီစဉ်ထားပြီးသားဖြစ်တယ်။တင်းဘဝမှာမထင်မှတ်တဲ့ပြဿနာတွေကြုံတွေ့နေရသလား။ စာရဏသင့်မိသားစုကိုသင့်ကျမ်းမာရေးကိုသင့်စည်းကွားရေးကိုထိုးနှက်နေသလားမကြောက်ပါနဲ့မိမ္မာကြီးအမျိုးနွယ်ဖြစ်တဲ့သခင်ယေရှုခရစ်တော်ကသင့်ဘက်မှာရှိတယ်။သူကမွေရဲ့ခေါင်းကိုကြိတ်ခဲ့ပြီးပြီး အောင်မြင်ခြင်းကသင့်လက်ထဲမှာရှိပါတယ်။ဒီတရားစကားကိုနားထောင်နေတဲ့ မိတ်ဆွေတင်းစိတ်နှလုံးထဲမှာအားငယ်နေသလားအပြစ်ရဲ့နှောင်ကြိုးတွေမကောင်းတဲ့အကျင့်တွေစိုးရိမ်ပူပန်ခြင်းတွေကတင့်ကိုဖိစီးနေသလားစာရန်ရဲ့ခေါင်းကိုချိန်မဲ့သခင်ယေရှုခရစ်တော်ကိုဒီနေ့တင့်နှလုံးသားထဲမှာနေရာပေးလိုက်ပါဒီနေ့တင့်ဘဝမှာစာရန်ရဲ့အနောင်ဖွဲ့တွေပြတ်တောက်ပြီးလွတ်မြောက်ခြင်းလိုချင်နေဆိုရင် comment မှာအာမင်လို့ရေးခဲ့ပါတင့်အတွက်ကျွန်တော်အထူးဆုတောင်းပေးခြင်းနဲ့ခေါင်းငင်ပုံရှင်အဖဖခင်နှုတ်ကပတ်တော်ကိုကြားနာရတော်သူတို့ ဦးချင်းစီတိုင်းအပေါ်ကိုရောဤကောင်းချီးတက်ရောက်ပါစေ။သခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌အကျွန်ုပ်အမိန့်ပေးကြညာရယ်။ဤသူတို့၏အသက်တာကိုနှောက်ယှက်သောစာတန်၏လှုပ်ဆောင်မှုမှန်သမျှဖြားနာခြင်းမှန်သမျှစီးပွားပြက်ခြင်းမှန်သမျှ သခင်ယေရှုခရစ်တော်ဤခြေတော်အောက်၌ကြေမွပျက်စီးပါစေ။ကိုရောသည်သူတို့ဤကယ်တင်ရှင်လွတ်မြောက်စေသောအရှင်ဖြစ်ကြောင်းဒီနေ့တိမှတ်ရသောအခွင့်ကိုပေးသနာတော်မူပါ။ဒီစင်မှာတလလုံးဒီသူတို့အတွက်အောင်မြင်သောလဖြစ်ပါစေ။ကယ်တင်ပိုင်ရှင်သခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ဆုတောင်းကောင်းချီးပေးလိုက်ပါ၏အဖဖခင်။အာမင်။